ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာထောင်ထဲကြီးတဲ့ဆန္ဒပြသူတွေစုဝေးခဲ့ကြပြီးပေတုံနယ်ကိုဝင်ရောက်ယာရုကနေနှုတ်ထွက်ဖို့တောင်းဆိုမှုတွေအရှိန်မြင့်လာတယ်လို့ဒီတပ်ဘူးသတင်း website ကဖော်ပြခဲ့ပါတယ်။ကမ္ဘောဒီးယားနဲ့ထိုင်းနယ်စပ်ဒေသအငင်းပွားမှုနဲ့ပတ်သက်ပြီးဝင်ရောက်ပေတုံနယ်ဟာကမ္ဘောဒီးယားဝင်ရောက်ဟွန်ဆန်ကိုဖုံးဆက်သွဲစကားပြောတဲ့အတန်ပိုင်းအပြင်ကိုပေါက်ကြားလာပြီးနောက်ပေတုံနယ်ကိုယာရုကနေနှုတ်ထွက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ဘန်ကောက်မှာမွန်လဲဘဲမုတ်တုံမိုးတွေရွာသွန်းနေတဲ့အချိန်ဆန္ဒပြသူ1000ကျော်ကစုဝေးခဲ့ကြတယ်လို့ဘန်ကောက်ရဲဌာနကပြောကြားခဲ့ပါတယ်။အဝင်နှုတ်ထွက်လို့ဆန္ဒပြသူတွေကဟေ့ကြွေးခဲ့ကြပါတယ်။အဝင်ဆိုတဲ့အမည်ဟာပေတုံနယ်နာမည်ပဲဖြစ်ပါတယ်။ဆန္ဒပြသူတွေက င်္ဂမုရောရှိအောင်ဝဲထိမ့်မဲ့ကြောက်တိုင်းဗီထရီမောင်နှမမှာစုံခဲ့ကြပြီးထိုင်းနိုင်ငံလန်နေကိုဝေယံကပေတုံနဲ့ကိုနှုတ်ထွက်ဖို့ခေချွေးခဲ့ကြပါတယ်ပေတုံနဲ့ကပြဿနာတခုဖြစ်နေတာကြောင့်သူရာရုကလည်းနှုတ်ထွက်တင်ပါတယ်လို့ဆန္ဒပြခေါင်းဆောင်တူဖြစ်တဲ့ပန်တက်ပူပွန်ပန်ကပြောကြားခဲ့ပါတယ်ဂျူနာဆယ်ရှိကပြုလုပ်တဲ့ဆန္ဒပြမှုကို United Force တဲ့လည်းအမည်ရှိအမျိုးချစ်အုပ်စုကစီစဉ်ခဲ့တာဖြစ်ပြီးအတိတ်ကာလကလည်းဒီအုပ်စုဟာရှင်နာဝိမိသားစုဝင်တွေဦးဆောင်တဲ့အစိုးရအဖွဲ့တွေကိုစတင်ဆန္ဒပြခဲ့ကြပူပါတယ်မေလ20ရက်ကထိုင်းနဲ့ကမ္ဘောဒီးယားစစ်သားတွေကြားနေဆက်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးကမ္ဘောဒီးယားစစ်သားတို့တေဆုံးခဲ့ပြီးနောက်ပေတုံတန်ဟာ ာနေဆက်ရေးကိုကင်တွဲဖြည့်ရှင်းရမှာအားနည်းမှုတွေရှိတယ်လို့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ပြီးတဲ့ရက်ပိုင်းအတွင်းကလည်းပေတုံတန်ဟာကမ္ဘောဒီးယားဝန်ကြီးတော်ဟွမ်ဆန်နဲ့ဖုန်းဆက်သွယ်ပြောဆိုခဲ့တဲ့အတန်ပိုင်းပေါက်ကြားလာမှုကြောင့်လူလူကိုပုံမတော်သာထွက်စေခဲ့ပါတယ်ဒီအတန်ပိုင်းမှာပေတုံတန်ကစစ်တဲ့တံမိုးတူကိုသူ့ရဲ့ပြိုင်ဘက်တူအဖြစ်ရည်ညွှန်းပြောဆိုခဲ့ပြီးဟွမ်ဆန်ကိုဦးလေးလို့ခေါ်ဆိုခဲ့တဲ့အတွက်ဘန်ကောက်မှာဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာပေတုံတန်ကလူလူကိုပြန်လည်တောင်းပန်ခဲ့ရပါတယ်